မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါရမရှင်။ရာဇဝင်မင်းအောင်လိုင်ကို နိုင်ငံရေးတေပြီးအာဆီယံထိပ်သီးအစည်းအဝေးကြီးစတင်တော့မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အရှိတောင်အာရှတက်ကြီးကိုကိုစားပြုပြီးအလှကြောက်ကတမလေးရှားနိုင်ငံနယ်ဂုံတီရရှိအာဆီယံခေါင်းဆောင်တွေကဒိတ်တီညီလာခံမှာ၅နှစ်ကြာမြန်မာနိုင်ငံရေးဆုံးဖြတ်မှာပဲဖြစ်ပါတယ်။မနေ့ကကျင်းပတဲ့အာဆီယံစည်းဝေးမှာ 5PC လို့အတူခေါ်တဲ့အများဆန္ဒ၅ချက်ကိုတခုမကျန်အကုန်လိုက်နာဆောင်ရွက်ရပါမယ်။အာဆီယံခေါင်းဆောင်တွေထက်တောင်းဆိုတဲ့2024ခုနှစ်အောက်တိုဘာလ9ရက်နေ့ အလဲကြဩဂတလာအိုနိုင်ငံဘီရင်ကျေးမြို့မှာကျင်းပတဲ့35ကြိမ်မြောက်တိတ်သည့်စီဝေးပွဲအပြီးမြန်မာနိုင်ငံရေးဆိုင်ရာစီရင်ဆုံးဖြတ်ချက်မှာဂေါ်သရေရှိအာဆီယံခေါင်းဆောင်တွေကမြန်မာနိုင်ငံရေးအကြက်အတွဲအတွက်မင်းအောင်လှိုင်ဘက်ကသူတို့အာဆီယံတရားဝင်ချမှတ်ထားတဲ့ 5PC အများဆန္ဒ၅ချက်စလုံးကိုတခုမကြံအကုန်လိုက်နာဆောင်ရွက်ရပါမယ်လို့ 5PC should be implemented in its entirety စကားစုကိုအထူးတလဲသုံးပြီးအပြတ်ပြောတယ် ကျမနောက်ကြောင်းပြန်ပါမယ်အာဆီယံဆန်မင်းအာဆီယံထိပ်သီးအစည်းအဝေးဆိုတာအရှေ့တောင်အာရှနိုင်ငံတော်အကြီးအကဲတွေတက်ရောက်တဲ့အထင်ကရအခမ်းအနားဖြစ်တဲ့အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူဒေါ်ဆန်းစုကြည်သူကိုယ်တိုင်တက်တဲ့2020ခုနှစ်ကြတော့ကိုဗစ်ရောဂါတွေနဲ့မလို့38ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအွန်လိုင်းနဲ့ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတော်အစိုးရအကြီးအကဲဒေါ်ဆန်းစုကြည်ကိုကိုယ်တိုင်တက်တဲ့ 35ကြိမ်မြောက်ထိပ်သီးအစည်းအဝေးပြီးအာဆီယံရဲ့နှမနိုင်ငံရေးအဆုံးဖြတ်အပေါ်2019ခုနှစ်နိုဝင်ဘာလ3ရက်အာဆီယံအလှည့်ကျဥက္ကဋ္ဌထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့35ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုလူကိုရိုင်းအလယ်နဲ့2020ခုနှစ်နိုဝင်ဘာ12ရက်အာဆီယံအလှည့်ကျဥက္ကဋ္ဌ BNN နိုင်ငံကျင်းပတဲ့38ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအွန်လိုင်းအောက်ကနေမြန်မာနိုင်ငံတော်အကြီးအကဲဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆာဆူဂျီတက်ရောက်ခဲ့တဲ့မှတ်တမ်း အဲ့ဒီလိုနဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မြန်မာနိုင်ငံမှာအာဏာလုဖို့အကြံနဲ့နိုင်ငံရေးအရာပြန်ပေးဆွဲခံရတဲ့မြန်မာနိုင်ငံဦးဆောင်ဖြစ်သူဒေါက်ဆန်စုကြည်ကအာဆီယံကကျင်းပတဲ့ထိပ်သီးအစည်းအဝေးတွေမတက်နိုင်တော့ဘူး။အာဆီယံကိုယ်တိုင်နဲ့ကုလသမဂ္ဂအတိအမှတ်ပြုတဲ့မြန်မာနိုင်ငံတော်ရဲ့အစိုးရအကြီးအကဲဖြစ်သူဒေါက်ဆန်စုကြည်ပြန်လွတ်ဖို့တရားခွင်မြောက်လိုင်းကိုအတိအလင်းတောင်းဆိုလိုက်ပါတယ်။ အဲ့ဒီနေ့က2021ခုနှစ်ဧပြီလ24ရက်အာဆီယံခေါင်းဆောင်တွေမေအောင်လိုင်းကိုအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာရှိတဲ့အာဆီယံတွင်ရေးမှူးချုပ်ရုံးမှာခေါ်တွေ့တယ်။စင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှင်လွန်ကိုရိုင်းပန်းချုပ်ထားတဲ့ဒေါ်ဆန်စုကြည်ကိုလွှတ်ပို့မေအောင်လိုင်းကိုအတီအီလင်းတောင်းဆိုခဲ့တယ်။အဲ့ဒီနေ့ကအများဆန္ဒငါချက် 5PC ထွက်လာတယ်။နိုင်ငံရေးပြောင်းလဲဆွဲမှုနဲ့အာဏာလုကျန်စီမှုနောက်80ရက်အကြာ ဩဂတဘရူနိုင်းကြီးညာချက်မှာပထမဆုံးအကြမ်းဖက်မှုတွေရတန်ပုံအိမ်တော်သက်ဆိုင်သူအလုံးဆွေးနွေးပုံအာဆီယံဘက်ကအတိအလင်းတောက်ဆိုပါတယ်အဲ့ဒီကလေးကအများဆန္ဒငါချက် 5PC ကိုနာခံဖို့မေအောင်လိုင်းကို တောက်လျှောက်တောင်းဆိုပါတယ်နိုင်ငံတကာအခင်းချင်းမှာကိစ္စဝိစာဆိုတာတရားစီရင်ရေးဆိုင်ရာအမှုတွဲတွေဖြစ်တဲ့အဲ့ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီးအဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်ချက်တွေက ဘိုင်းဒန်လို့ခေါ်တဲ့တရားရေးအရာပြောရင်အပြည့်ပြည့်စီရင်ချက် ပြင်လို့ပြောင်းလို့မရဘူးဖျောက်ဖျက်လို့မရဘူးလိုက်နာလုံဆောင်ခြင်းဒီအသက်ဝင်နေမယ်အဲ့ဒါမို့လို့2024ခုနှစ်ဒီဇင်ဘာလ20ရက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးအာဆီယံနိုင်ငံတိုင်းဝင်ကြီးကိုအထူးတလဲတွေ့ကြတဲ့အခါအာဆီယံရဲ့ပူးတဲထူထောင်သူဖြစ်တယ်လို့ဦးဆောင်သူလည်းဖြစ်တဲ့စင်ကာပူနိုင်ငံရဲ့နိုင်ငံတိုင်းဝင်ကြီးမစ္စတာဒေါက်တာ Vivian Blackrishian ငါကိုယ်တိုင်မြန်မာနိုင်ငံရဲ့အတွက်အခင်ရဖြစ်တဲ့တောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့လူသိရှင်များထက်လက်ပြီးတောင်းဆိုပါရစေ။အာဆီယံအဖွဲ့အစည်းတစ်ခုလုံးရဲ့ကုံဆောင်ဖြစ်တဲ့အများဆန္ဒငါးချက် 5PC ထွက်တာဘာကြောင့်လဲဆိုတော့ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ကံအစိုးရစီကအာဏာကိုလူရက်ဖို့အကြံအစီနဲ့နိုင်ငံတော်ကိုတစ်ဆာပေါက်ပြက်ပုံကံနဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရဆွေးကောင်ကြီးမင်းအောင်လိုင်လက်အောက်ကမြန်မာစစ်တပ်ကကဘာမြေကိုတုံလုံးစေခဲ့တဲ့နိုင်ငံရေးအရာပြန်ပေးဆွဲတဲ့ရာဇဝမှုကြောင့်ဖြစ်တဲ့အဲတော့နိုင်ငံအရေးအဆုံးသတ်ဖို့ကိုကာကံရှင်ဒေါ်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရမယ်အဲဒါမို့လို့ ASEAN က constructive dialogue among all party consent ဆိုပြီးအထူးသုံးနှုန်းထားတာနိုင်ငံရေးကာကံရှင်တော်ဆန်စုကြည်ကိုပြန်လွှတ်ပြီးဆွေးနွေးဖို့ပြောထားတာဖြစ်တယ်။အရှင်းပြောရရင်အများဆန္ဒငါးချက် 5PC ဆိုတဲ့ ASEAN ဆုံးဖြတ်ချက်ဆိုတာအဖွဲ့အစည်းတစ်ခုလုံးရဲ့ဂုဏ်သတိတိတ်ခအလုံးကိုရင်းထားရတာပါ။2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ကနေ28ရက်နေ့အထိမျိုးတော့ကွာလာလမ်ပူမှာကျင်းပမယ်။58ကြိမ်မြောက် ASEAN ထိပ်သီးအစည်းအဝေးမှာလည်းဂုဏ်သတိရှိ ASEAN ခေါင်းဆောင်တွေက နိုင်ငံတော်ကိုတည်ဆောက်ဖောက်ပြပုံကနေတဲ့လူသားမျိုးနယ်ဆိုင်ရာဆေးရဆွဲကောင်ကြီးမေအောင်လိုက်ကြံနေတဲ့အလင်းရွေးကောက်ပွဲကိစ္စအပအဝင်အမှန်တရားနဲ့တရားမျှတမှုကိုအခြေခံတဲ့မြန်မာနိုင်ငံအရေးအဆုံးဖြတ်ချက်တွေကိုထွက်လာမယ်လို့ကျမအနေနဲ့မျှော်လင့်ထားပါတယ်လို့နိုင်ငံရေးအမြင်မျှတသူအမေစုသမီးနဒီခင်ကအခုလိုပဲပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။အကြံဖက်ဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကောင်ဆောင်များကပြသစွာညင်းပယ်ရမယ်လို့ကုလအထူးကိုယ်စားလှယ် ဂျန်အန်ဂျူကအခုလိုတောင်းဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကောင်းဆောင်များကပြတ်သားစွာညှင်းပယ်ရမယ်လို့မြန်မာနိုင်ငံလူ့ခွင့်ရေးအခြေအနေဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွင်အန်ဂျူကအခုလိုပဲပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်တပ်ကဆေးဥချုပ်ရေးကိုပုံမခိုင်မာစေပြီးနိုင်ငံတကာဖိအားများကိုရှော့ချနိုင်ရန်ရည်ရွယ်ပြီးအကြမ်းဖက်စစ်ကောင်စီကတရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းအဆိုပါရွေးကောက်ပွဲကိုအာဆီယံကောင်ဆောင်များကပြည့်ပြည့်တသားသားညှင်းပယ်ရမည်ဖြစ်ကြောင်း Train in Juice ကခုလိုပဲပြောဆိုထားပါရယ်။ဆန္နာသိန်းအစိုးရကလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရိုးထားခဲ့တဲ့ အာဆီယံရဲ့ပုံသဘောတူညီချက်၅ချက်ကိုလေးစားမှုမရှိဘဲပြစ်ပယ်ထားပါတယ်။နိုင်ငံရေးအကျဉ်းသားများစွာကိုတောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကိုတားမြစ်ကအရက်သားတွေအပေါ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်ဖြစ်ပွားနေချိန်ဆီယိုဆူကအာဆီယံကိုလှည့်စားမယ်ရွေးကောက်ပွဲတစ်ခုကိုတရားဝင်အသိအမှတ်ပြုဖို့လိုလားနေပါတယ်လို့မြန်မာနိုင်ငံလူခွင့်ရဲ့အခြေအနေဆိုရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Train Into ကခုလိုပဲပြောဆိုထားပါတယ် ဒါအပြင်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအာဆီယံဟာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မဟာဗျူဟာပိုင်းတိုင်းလမ်းစုံလမ်းကွာကိုရောက်ရှိနေကြောင်းတွင်အင်ဒုစ်ကအသိပေးပြောဆိုထားပြီးအာဆီယံကောင်းဆောင်များအနေနဲ့အကြံဖက်စစ်ကောင်စီရဲ့လှည့်စားမှုကိုတရားဝင်ဖြစ်စေမဲ့မိသည့်အရာကိုမစိုးရှောင်ရှားရမည်ဖြစ်ကြောင်းရွေးကောက်ပွဲစောင့်ကြည့်သူများကိုစေလွတ်ခြင်းဟာလည်းရှောင်ရှားရမည်အထဲတွင်ပါဝင်ကြောင်းတွင်အင်ဒုစ်ကခုလိုပဲပြောဆိုထားပါတယ်။ဆိုးဆူရဲ့အတူရောင်ရွေးကောက်ပွဲကိုအသိအမှတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ပြန်ဆုတ် ါစီမှာဖြစ်ပြီးသူတို့ရဲ့စေယုစုရဲ့အပြစ်တွေကိုကာကွယ်ပေးရရောက်သွားတယ်လို့ Dris Indu ကခုလိုပဲပြောဆိုထားပါတယ်။လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးဟာအာဆီယံရဲ့ယုံကြည်ကိုးစားနိုင်မှုကိုအစုံအဖြတ်ပေးမယ်အထိုက်အတန့်ဖြစ်ပြီးအာဆီယံအနေနဲ့မြန်မာစေယုစုမှာတာဝန်ခံမှုတောင်းဆိုရင်အကြံဖတ်မှုအစုံသက်ရန်သက်ဆိုင်သူအလုံးနဲ့အတိတ်ပဲရှိတဲ့နိုင်ငံရေးဆွေးနွေးများကို ပြုလုပ်ရန်နှင့်လူသားချင်းစာနာမှုအကူအညီများကိုအတားအဆီးမရှိဝင်ရောက်ခွင့်ပေးရန်တို့ကိုတောင်းဆိုကာခေါင်းဆောင်မှုပြသင့်ကြောင်းအာဆီယံကိုလည်းမြန်မာပြည်သူများကမျှော်လင့်နေကြောင်း Train Induce ကခုလိုပဲပြောဆိုထားပါတယ်အကြံပေးဆေးအစုဟာလာမယ့်ဒီဇင်ဘာလတွင်အတူအယောင်ရွေးကောက်ပွဲကိုပြုလုပ်ရန်ပြင်ဆင်နေပြီးအဆိုပါရွေးကောက်ပွဲကိုမြန်မာနိုင်ငံအတွင်းနေသားမကပဲကမ္ဘာနိုင်ငံအသီးသီးရှိမြန်မာလူမျိုးများကလည်းကန့်ကွက်ဆန္ဒပြုလျက်ရှိကြောင်းခုလိုပဲသိရှိရပါရရှင်။ ဆက်လက်ပြီးပေါမျိုးနယ်အတွင်စစ်ကြောင်းထိုးလာသောစစ်တပ်ကို ကြားဖြတ်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးကိုပြန်ဆုတ်ပြေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါမျိုးနယ်အတွင်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့ပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုတ်ပြေးသွားကြောင်းပြည်သူ့တော်လှန်ရေးတပ်ဦး PRF မှတာဝန်ရှိသူတဦးကအခုလိုပဲပြောဆိုထားပါတယ်။ အတော်ဘာလ18ရက်နေ့နေ့ပိုင်းတွင်ပေါမျိုးနဲ့မြောက်ပိုင်းကိုစစ်ကြောင်းထိုးလာသောအင်အား200ဝန်းကျင်ပါအကြမ်းဖက်စစ်တပ်ကိုပြည်သူတော်လှန်ရေးတပ်ဦး PRF တပ်ဖွဲ့ဝင်မှရဲဘော်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ပွဲဟာတနအိကန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှအထိနာခဲ့သောကြောင်းရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲနောက်သို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း အဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပြီး10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ရန်သူကိုခုခံတိုက်ခိုက်ဖို့နဲ့ပြည်သူလူထုကိုကာကွယ်ဖို့ကကျွန်တော်တို့တာဝန်ပါပဲကျွန်တော်တို့ရင်ဆိုင်တိုက်ခိုက်နေရတဲ့ဆရာနာရှင်ဆိုတဲ့အော်ဒါတိုင်းနေရင်ကြီးဟာဒုတဲ့ကြီးမာတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့တီးချက်ပို့ပြီးစူးစူးနေဖို့လိုတလိုတီးချက်ပို့ပြီးမာကျောဖို့လိုတယ်လို့ပဲပြောချင်ပါတယ်လို့ပြည်သူတော်လှန်ရေးတပ်ဦး PRF မှာတာဝန်ရှိသူကခုလိုပဲပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုပြည်သူတော်လှန်ရေးတပ်ဦး PRF မှမဟာမိတ်တပ်ဖွဲ့များဖြစ်သောပြည်သူဒီမိုကရေတက်တစ်တက်တော် PDF တောင်းသားလက်ရုံတက်တော် SAF Borderless နဲ့ဒေတာကန်ပြည်သူကာကွယ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်း အခုလိုပဲသိရှိရပါသည် ပြည်သူတော်လှန်ရေးတပ်ဦး PRFR ပြည်သူလူထုအတွက်အောင်ပွဲများရရှိစေညီညွတ်ရေးကိုရှေ့ရှုပြီးဘုံရန်သူကိုအမြင့်ပြတ်ချိန်မုံရန်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြည်သူတော်လှန်ရေးတပ်ဦး PRF မှတာဝန်ရှိသူကခုလိုပဲဆက်လက်ပြောဆိုကြောင်းသိရှိရပါတယ်ရှင်။